။နောက်ဒီတိုင်းမှာကျွန်တော်အကြောက်ဆုံးကဘာလဲဆိုကျွန်တော်နားမလည်တဲ့ဥစ္စာတစ်ခုကိုရိုက်ရတာ။ကိုကျန်ကတော့သူကလီဗာပူးဖန်ဆိုတော့ဘောလုံးပွဲတွေထည့်ရေးတာပေါ့နော်။သူသူဆက်လက်နေမှာထည့်ရတာတော့ကျွန်တော်ဘောလုံးပွဲမကြည့်တဲ့သူဆိုတော့ဘောလုံးပွဲအကြောင်းတော့တော်တော်မသိဘူး။မသိတော့ရိုက်တဲ့အချိန်ကျမှပြန်ပြီးတော့သူတို့ရှာမေးလီမိတ်လို့ရှိမှလေ့လာပေါ့။အဲ့ဒါလေးတော့ကျွန်တော်တို့နည်းနည်းအကဲကဲဖြစ်ပါတယ်။တို့ရွာတဲ့အဆအဆရာကုံတိုးတက်တယ်တဲ့။ဒါပေမဲ့အားကစားနဲ့ပတ်သက်အားမင်းကြီး ြင်ကြလားတယောက်တစ်ပေါက်တွေပြောမလို့ရနဲ့အားလုံးမန်ယူပဲဟုတ်လို့တက်ခိုင်တော့ကိုတက်ခိုင်လို့တွဲခေါ်လိုက်မှရွှေမုံရဲတက်တော်လို့ဦးတက်မယ်တက်မယ်ဒီရတဲ့တက်ခိုင်ကဟိုကျလို့မသိကြတော့တောင်းယူဟာဟာယူနေကွာမယူအာဒီကလေးလေရသဆုံပါတယ်ကျွန်တော်လေးအဲဟော်ရာလေးလေပါတယ်ဟိုဇလန်တွဲဆိုပြီးနေဒီဇလန်တွဲကကျတော့ကျွန်တော်တို့ဟိုလိုမျိုးအခန်းဆက်ဇလန်တွဲမဟုတ်ဘူးအဲ စဟိုအပီဆိုဒ်တစ်ပိုင်းမှာဆက်တဲ့ဇက်ဇက်တစ်ခုအပီဆိုဒ်တစ်ခုမှာဇက်တစ်ခုသွားတာဟုတ်ဒါနဲ့ဒီလူတွေပဲသွားတာပေါ့အဲ့ဒါဟုတ်ကျွန်တော်တို့ဇလန်တစ်ခုစီတစ်ခုစီသွားတယ်အဲ့တော့ဒီမှာ horror လေးလည်းပါတယ် comedy ပါတယ် drama ပါတယ်အဲ့လိုမျိုးလေးဟို romance လေးလည်းပါတယ်ကျွန်တော်စိတ်ကူးရင်ထားလေးအကုန်လုံးရှောက်လုပ်ထားတာပေါ့နော်ကိုကျန်းရဲ့ဇလန်ကိုကိုတုံးမောင်ကြီးရဲ့ဒါနဲ့ရက်ကွင်းဆန်ညွန်ကကျွန်တော်ပေါ့နော်ရက်ကွင်းဆန်ညွန်ကျွန်တော်အကုန်ပြန်လုပ်တယ်ဟိုကျွန်တော်ကဇလန်တွဲတကယ်ပြောရင်မကျွမ်းကျင်ဘူး ဒါမှန်တိုင်းဝင်ခံတာပါအဲ့တော့တော်သေးတယ်ကျွန်တော်အခန်းဆက်ဇန်လိုင်းအတွက်မဟုတ်လို့ဒါကျွန်တော်ရိုက်ဖြစ်တာပေါ့ကျွန်တော်ကိုကိုကျန်းနဲ့ဒီထိုးလို့သူတွေကနေပြီးတော့ကျွန်တော်ရိုက်စီခြင်းနဲ့ပေါ့ဟာတာဖြစ်နေတယ်တော်ဆိုတော့ကျွန်တော်ရိုက်မဲ့ဆွဲခြင်းမှာကျွန်တော်တကယ်ပြောရင်ဟိုတော်တော်လေးလန့်တယ်အဲ့တော့ဇန်ညုံးကိုတခြားလေးပြန်ပြင်ဆင်ရတာပေါ့နော်ပြန်ဆင်ပြီးတော့ရိုက်ပါတယ်အဲ့တော့ကျွန်တော်ရထုံးစံတိုင်းဟိုရိုမန့်လေးပါမယ်ကောမဒီပါမယ်အက်ရှင်ပါမယ်ဒရာမာပါမယ်အဲနောက်ဒီတိုင်းမှာကျွန်တော်အကြောက်ဆုံးကဘာလဲဆိုတော့ကျွန်တော်နားမလည်တဲ့ဥစ္စာတစ်ခုကိုရိုက်ရတာ ကိုကျန်ကတော့သူက Liverpool fan ဆိုတော့သူဘောလုံးပွဲတွေထည့်ရေးတာပေါ့နော်သူသူးဆက်လည်းနေမှာထည့်ရတော့ကျွန်တော်ဘောလုံးပွဲမကြည့်တဲ့သူဆိုတော့ဘောလုံးပွဲအကြောင်းတော်တော်မသိဘူးမသိတော့ရိုက်တဲ့အချိန်ကျမှပြန်ပြီးတော့သူတို့ရှီယာမေး limitation မှာလေ့လာပေါ့အဲ့ဒါလေးတော့ကျွန်တော်တို့နည်းနည်းအကဲကဲဖြစ်ပါကိုကျန်ရံကိုကျန်ရံကာလာစုံပါတယ်ကိုကျန်ရံလေကောမဒီဘိုင်းလဲသူတတရရကိုလုံနိုင်တယ်အဲဒရမာဘိုင်းလဲနိုင်ပါတယ်ကိုကျန်ရံသူသူကလောက်တစ်ခုပေါ်မှာသူကတွဲလက်တစ်မျိုးရဲ့မှာပါတယ်သူနဲ့ကျွန်တော်နေရမွေးနေခြင်းလဲတူတယ် သူလည်းနေဆန်တဲ့နေ့အေဘရဘုံကျွန်တော်လည်းအေဘရဘုံပဲအဲ့တော့နေဆန်တဲ့နေ့ရောအပြန်အလှန်ဗရိတ်ဝစ်ပြန်လုံးနေကြတော့เนาะကျွန်တော်ညောတင်းနေတာတင်းနေတာညောစလုံးကအဲ့တော့ तू စိတ်ကူးစိတ်သန်းနေရလေအာကျွန်တော်နဲ့ဟိုတော်တော်လေးဟိုဘယ်လိုကမလဲဟိုကိုင်းကြီးရဲ့အဲမှာပါတယ်ကန်ကြီးရတယ်မှာပါတယ်ကျွန်တော်တို့ကမ်စီလေးမိတယ်အဲ့လိုပြောရမှာပေါ့နော်ကိုကျန်တော်ပါတယ်သူဟာတာကိုအတီနဲ့ပုံဖော်တဲ့သူပေါ့နော်။ခေါင်းကြီးတို့ယူတာကတော့ ကြည့်လိုက်ဟိုပြောစရာကောင်းပါတယ်သူတို့တွေကဒီတက်တက်ဝင်ဝင်လေးနဲ့အမှတော့တကြီးသားရှိမယ်တကြီးသားဆိုတွက်လက်ပေါ့တွက်လက်လဲကျွန်တော်ဒီကားထဲမှာကျွန်တော်ကဒါရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်လောက်ကသိပြီလို့မရဘူးလေတော်တော်များများဟိုကိုကျန့်နဲ့ကြတော့တွက်လက်ကိုကတ်ပေးထားတာကျွန်တော်ကျွန်내ဖွဲ့ရင်းနေပေါ့နော်ကျွန်တော်ကပါတဲ့အခန်းနေနေတယ်အာနေမှလည်းကျွန်တော်တေချာရိုက်လို့ရမှာဘာလို့ဆိုရင်ကျွန်တော်အိုက်တာဝင်ပါနေအများကြီးကျွန်တော်ရိုက်ရအဆင်မပြေပါဘူးဆိုကျွန်တော်ဒါရိုက်တာကားဆိုလို့ရှိရင်ဆွဲစားတအားပြပါတယ် အဟိုပြီးခဲ့တဲ့ဒီအောင်စီအောင်မမဆိုရင်နေတို့တို့ဖြည့်သွားသလိုပေါ့နော်ကျွန်တော်အချင်းအယူကြီးနဲ့တူတယ်ကျွန်တော်ဒါရိုက်တာဆိုကျွန်တော်မှာ team ရှိခုံရှိအဲ့လိုမျိုးဟိုအောင်စီအောင်မပတ်ပြေးနေကျွန်တော်ဒါရိုက်တာမနှောင်းဘူးမသိဘူးအဲ့လိုဆိုကျွန်တော်ဝိတ္တ ညာနှက်ကောင်အင်ကြီးဆိုလူကောင်းကြီးခုံမှုသွားတယ်ခါကြလို့ရှင်ရှည်ပြီးတော့လေယူဝီနဲ့တူတာပေါ့နော်အဲ့လောက်ထိ stress ပြီးတယ်ဒီဒီကားလုံးရဲ့တာဝန်ကကျွန်တော်ဟိုတရုတ်ဆောင်လုပ်တာနဲ့မတူတရုတ်ဆောင်ကြတော့ကိုပါဝင်ရတဲ့အခန်းလေးကိုအကောင်းဆုံးပြင်ဆင်ပြီးတော့ဒါရိုက်တာညွှန်ကြားတဲ့အတိုင်းလုပ်လိုက်မယ်။ကာယကိုမြင်တဲ့အမြင်လေးပုံမှာဒါရိုက်တာဘာလို့ကျွန်တော်တို့ကအကြံဉာဏ်ပေးမယ်။ဒါရိုက်တာခွင့်ပြုရင်လုပ်လိုက်မယ်။အဲ့လောက်ပဲတာဝန်ရှိတာ။ဒီဒါရိုက်တာဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့ကဒီစကားကားလုံးစလဲဆုံးကားစပြီးတော့မရိုက်ခင်ကတည်းကကျွန်တော်တို့ pre-ride တွေကိုပြင်ဆင်ရတယ်။ အာရိုက်ပြီးတဲ့အခါမှာလည်း editing ထိုင်ရတယ် post အထိကျွန်တော်တို့တာဝန်ရှိရပြီးရင်ဒီကားယုံမော်ရောက်တဲ့အထိဒီကားယုံမော်နဲ့ဆင်းသွားတဲ့အထိကျွန်တော်တို့တာဝန်ရှိခဲ့တယ်နော်အစအဆုံးကကျွန်တော်တို့အရန်စိတ်ပင်ပန်းရပါတယ်ကျွန်တော်ကအဲ့ဒါငငယ်လေးတဲ့အမှုအကျင့်တစ်ခုပေါ့ဒါကျွန်တော်ဆရာတွေရဲ့အညွန်ကြားချက်ထဲမှာလည်းပါတော့ဆရာတွေကကျွန်တော် မင်းတို့ငါတို့ဆိုတာဆရာတပည့်ဆိုပြီးနေဆင်မော်ရောက်ရင်နေမင်းကစားတွေပြောကြရတယ်အဲ့တော့ ဆရာသမားတွေလုခုံမလဲဆိုတော့မိဘခိုင်းဆရာခိုင်းခိုင်းမသိအောင်ပေါ့အဲ့တော့ခုဘက်ကတတ်နိုင်တယ်များဝင်ချတောင်းမှန်ပေါ့ဆိုတော့အဲ့ဒါလေးကိုကျွန်တော်မြင်ញမ်းပြီးတော့ကျွန်တော်ဖွဲ့ရီမှာကြီးစင်ငယ်လိုက်ကြတော့ကြာပွဲထွက်ကနေပြီဆိုရင်ပတ်လေကြတော့နေကြပါဘာကျွန်တော်တော့အကြီးဆုံးဖြစ်တဲ့အတွက်ကျွန်တော်ဖရာတရားဖရာကြတော့တယ်ဖရာကြတော့တယ်ပြီးရင်ကျွန်တော်ပြီးရင်ကျွန်တော်ရဲ့ဒီတောင်ရှိကျွန်တော်ဝတ်တဲ့ဝတ်တစားတွေအကုန်လုံးကိုကျွန်တော်ကြတော့တန်ဖိုးထားတာပေါ့နော်ပြီးရင်ကျွန်တော်ညီတွေကကျွန်တော်လာကြတော့ကြာတယ်ကြီးစင်ငယ်လိုက်ကြတော့နေကြတာအဲ့ဒါလေးက ်စင်ပေါ်မှာကြာရင်နေမင်းကစပြောကြဆိုကြဆိုသူတို့တွေငရေမကြီးရအောင်လို့ပေါ့နော်ခွင့်လွှတ်ခြင်းအနေနဲ့မေတ္တာပို့ဆူတောင်းပေးကြတာပေါ့ကျွန်တော်လာကြတော့လို့ကျွန်တော်ကမိမိထိုင်နေရမှရှိဘူးကျွန်တော်ကတော့ကျွန်တော်သူတို့ကိုတေချာလေးလက်ဥချပြီးပြန်ပြီးမေတ္တာပို့ပေးတယ်အဲ့ဒါလေးကအစင်လာအခုဆိုရင်သူတို့ချိုးဆိုရင်ဟိုကြောတဲ့အချိန်ကျရင်အဲ့လိုမိမိထိုင်နေကြကျွန်တော်ရှိရညီလေးဆိုတော့အကုန်သိသွားပြီကိုကကြောတဲ့အချိန်မှာကိုကပြန်ပြီးသူ့ကိုမေတ္တာပို့ဆူတောင်းပေးရကြောအိမ်မှာဆူဆူပေးတာမျိုးမဟုတ်ဘူးပေါ့နော်သူတို့ကြောတာကျွန်တော်ရဲ့အသက်နဲ့ဝါနဲ့တပါနဲ့ကိုကြောတာလေး ကျွန်တော်လူပုဂ္ဂိုလ်တယောက်အနေနဲ့ကတော့လောက်အောင်ကြည်ညိုစရာမကောင်းဘူးမှန်တယ်ပြောတော့ဟုတ်တယ်ပရိသတ်နဲ့ဒီဒါရိုက်ထိတွေ့ရပေါ့အခုကျွန်တော်ကကျွန်တော်တို့ဖွဲ့တယ်မဟုတ်ပါဘူးအခုဆိုလို့ရှိရင်အခု level ဖောင်တော့ချက်မတော့ပါမှာဇက်တွေပြန်ကနေပြီးအာကြည့်ရတာပျော်တယ်လေဇက်သပင်မှာကျွန်တော်တို့ဖွဲ့စည်းတည်ထောင်ထားတဲ့ဇက်စရာဖွဲ့သားတွေဟော တပင်းပညာရှင်တွေပေါ့သူတို့ကဒီအလုံးနဲ့ပဲအတမူတာသူတို့လက်မြင့်ဟာဈေးအောင်လို့ပတ်စံရရင်လည်းရမယ်အခြားလောက်ကဝင်ဝင်ရရှိနေရှိမယ်ဒါနဲ့သူတို့မပြောနိုင်ဘူးသူတို့ဒီဆိုင်းတဲ့ပုံစံကြားရမှာထမင်းစားဝင်တဲ့သူတွေဖြစ်တယ်သူတို့တွေကနေရတာပျော်နေကြတာကိုကျွန်တော်ကြည့်ပြီးပီတိဖြစ်ပါတယ် အခုနကျွန်တော်ဝင်ခံခဲ့တယ်လို့ပဲကျွန်တော်ဇလန်တွဲနဲ့ပတ်သက်လို့မကျွမ်းကျင်ပါဘူးဒါနဲ့ဒါဒုတိယမြောက်ဇလန်တွဲလေးပေါ့နော်ရှေ့မှာတော့ကျွန်တော်ဆိုးပေဆိုတဲ့ဇလန်တွဲလေးကအမ်ပြတ်သားဖို့အာခွင့်ရေးမရခဲ့သေးဘူးမရသေးဘူးပေါ့နော်ဒါဒုတိယမြောက်ဇလန်တွဲလေးပါကျွန်တော်အဲ့တော့ဇလန်တွဲနဲ့ပတ်သက်လို့မကျွမ်းကျင်ပါဘူးကျွန်တော်မားရချင်းဝေဖန်ထောက်ပြပြီးတော့သွန်သင်ကြပါအောင်ကျွန်တော်အကောင်းဆုံးတော့တနင်္ဂနွေကစူးစမ်းထားပါတယ်နောက်တစ်ဆက်ကကျွန်တော်ခုနပြောတဲ့ဘောလုံးပွဲတွေကတော့ကျွန်တော်တို့ခင်းရဲ့တိတ်လျော်ညီမာတော့မဟုတ်တော့ဘူးနှစ်နှစ်နဲ့ကြာသွားပြီဆိုတော့ update မဖြစ်တော့တော့ပေါ့နော်အဲ့ပုံမှာလည်းကျွန်တော်နားလည်ပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ချန်နယ်7ကနေပြီးတော့လည်းပြဒီညစပြ ပေါ့နော် channel 7ကနေညနောက် hey play ကနေပြောလဲပြပါမယ်ခင်ဗျ channel 9ကနေပြပါဖြစ်ပါတယ် of life.